်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆွဲတစ်ပါ DVB ရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါကရင်ပြည်နယ်မြောက်ရီခရိုင်တောင်ဘက်စုကလီတိုက်နယ်ထိခပလဲစစ်ကောင်စီတပ်စခန်းကို KNL ပူပေါင်းတပ်ဖွဲ့ကဇွန်လ22ရက်နေ့မှာအပိသက်သိမ်းဆီးနိုင်ခဲ့တယ်လို့စခန်းသိမ်းတိုက်ပွဲမှာပါဝင်သူတပ်မတော်ကပြောပါတယ် စစ်ကောင်စီထိခပလဲစခန်းဟာစခန်းရဲ့အတွင်းပိုင်းမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့အင်အား60လောက်စခန်းထိုင်ထားပြီးဒရုန်းပါကြလိုင်းဖြတ်ချရေးစနစ်တွေလက်စစ်မီးစက်နဲ့အတူဆိုလာပြားတွေလည်းရှိနေပါတယ်။စခန်းတန်းရရှိရေးအတွက် KNLA ပူးပေါင်းတပ်ဖက်ကဇွန်လ3ရက်နေ့ကစတင်ပြီးဒရုန်းနဲ့စတင်ပစ်ခတ်ခဲ့ရာတရက်ကိုဘုံသီး10လုံးကနေ35လုံးအထိထိခပလဲစခန်းကိုပစ်ခတ်ခဲ့တယ်လို့ KNLA ဘက်ကဒရုန်းနဲ့ဘုံသီးကျဲချသူကပြောပါရတယ်။အဲဒီနောက်ဇွန်လ22ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်မှုတပ်ဖွဲ့တွေကခုခံစစ်ကိုမလုပ်တော့ဘဲစခန်းဆုတ်ခွာသွားခဲ့ကြတာလို့ဆိုပါတယ်။မြောက်ရီမြို့တောင်ပတ်မှာစခန်းသုံးခုကျန်ရှိနေတဲ့အထက်ကစခန်းတစ်ခုစစ်ကောင်စီလက်လွတ်လိုက်ရပြီးတဲ့နောက်ဝေါ်လေးအနီးထိတဲလေစခန်းနဲ့ဥက္ကရထစခန်းနှစ်ခုကျန်ရှိနေပါတယ်။အဲ့ဒီလက်ကျန်စခန်းတွေကိုလည်း KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကနေ့စဉ်ပြစ်ခတ်တိုက်ခိုက်နေပါတယ်ခင်ဗျာ။ မန္တလေးတိုင်းမလိုင်မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတို့ကိုလက်နက်ခဲယမ်းနေတဲ့သူဇွန်လ22ရက်နေ့မနက်9:00နာရီဝန်းကျင်မှာဖမ်းဆီးခဲ့တယ်လို့တောင်သာပခပစီကနေသိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးအောင်ဝင်းကိုမလိုင်မြို့ပေါ်ကစားတောက်ဆိုင်တဆိုင်မှာတောက်စားမှုရဲ့တောင်းချမ်းပြီးအပြင်ကို900ထွက်ဝဲတဲ့အချိန်မှာတောင်သာပခပရဲမေအဖွဲ့ကဖမ်းဆီးခဲ့တာပါ။တက်တက်ကြီးနဲ့သူ MA1 သနက်တက်လက်5.56ကြီးအတောင်250လို့ကိုပါဖမ်းဆီးရမိခဲ့တာလို့ဆိုပါရယ်။ ဖန်ဆင်းမိတဲ့တက်ချက်ကြီးဟာမိထီလာဘက်ကနေမလိုက်မှလုံခြုံရေးတာဝန်ကျနေတဲ့သူဖြစ်ပါတယ်လက်ရှိမှာတော့တုံပန်းဥရနဲ့ညီလုံချုံနဲ့တနေရာမှာထိန်းသိမ်းထားပြီးစစ်ဆေးနေတယ်လို့တောင်သာမြို့နယ်ပကဖတာဝန်ခံက DPP ကိုပြောပါရယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကလည်းတောင်သာနယ်တွေကလမ်းပိုင်းတနေရာလုံချုံရေးစစ်ဆေးချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးအောင်ဖြိုးကိုတောင်သာမြို့နယ်ပကဖကအရှင်ဖမ်းဆီးရမိခဲ့ပါရယ်ခင်ဗျာ။ လာမယ့်ဇွန်လ30ရက်နေ့ထိမိုးများနိုင်ပြီးကဘာပြုတ်ချမှုတွေဖြစ်ပေါ်နိုင်တာတွေကြောင့်မြေကမ်းပါးပေးနေထိုင်သူတွေအနေနဲ့ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတိုက်တွန်းပြောဆိုပါရယ်ခေခိုင်သတင်းပေးပို့ထားပါရယ်ခင်ဗျာ။ လာမင်းဇွန်လ20ရက်နေ့ကနေ30ရက်နေ့အထိစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအချစ်ဘက်အချမ်းနဲ့ရခိုင်ပြည်နယ်တွေမှာမုံများနိုင်တယ်လို့မုလဝတ္တပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်တိုင်းဒါချက်တွေအရာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်အနီးကုန်းတွင်ပိုင်းထဲမှာလေပြင်းအားနဲ့ရဝတ်အသည်လေပွေလိုင်းတစ်ခုဟာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တာကြောင့်ဇွန်လ30ရက်နေ့အထိမုံများနိုင်တာပါလို့သူကဆက်ပြောပါတယ် ဒါကြောင့်ဘင်္ဂလားပင်လယ်အော်မှာအနောက်တောင်မုတ်တုံလေအားကောင်းရာကနေအားအလုံးကောင်းတဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်လာနိုင်ပြီးမုတ်ပိုများနိုင်တဲ့အတွက်ကံပါပြူကျနိုင်တာတွေဖြစ်ပေါ်နိုင်တာကြောင့်သတိထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။အေယော်ဝီနီတက်လာပြီဆိုလို့ရှိရင်အဲသူကကျွင်းရေမှတ်ကိုတော့မရောက်ဘူး။အဲ7ပြီ15ပြီရနေပြီးတော့ပေ20လောက်အထိလိုတာတော့ရှိတယ်။သို့တော့အဲ့ဒီမှာရေရှိကျန်သွားတာတွေ၊မြေကြီးထိုးတာတွေအဲ့လိုတွေဖြစ်ပြီးတော့ကံပါပြူတာတွေက ဲ့တော့ကမ္ဘာနဲ့နီးတဲ့ဒေသတွေတတိထားဖို့တို့ရဲ့အခုအချိန်မှာကတော့ကမ္ဘာပြိုကျပြီးတော့အိမ်တွေပြိုပြီးပါသွားနိုင်တဲ့အနေနေရာတွေကပြည်သူတွေအနေနဲ့ကတော့ပြေလွတ်ရအောင်ရွှေ့ထားပြောင်းထားဖို့တို့အတာကြည့်မယ်ကမ္ဘာပြိုအောင်မယ်ဆိုလို့ရှင်သူကအကြောင်းအရင်ပေါ်တယ်အကြောင်းအရင်ပေါ်ပြီးတော့မှကမ်းနဲ့နီးတဲ့နေရာနေပြီးတော့ကမ္ဘာပြိုတဲ့ဥစ္စာအတန်းအခြေကြီးကြီးကြားရတယ်ဝုန်းဝုန်းနဲ့အတန်းအခြေကြီးကြီးကြားရပါတယ် ဒီလို NDA ရှိတဲ့နေရာတွေဒီဟင်းစားဝင်းကြီးဟင်းစားရဲ့မိခံပြီးနေတဲ့ဒေသတွေခုနညောင်တုံးအခုအင်ကပူအစားတဲ့ဒေသတွေအဲ့ဒီနေရာတွေမှာတတိထားပါမယ်ဒါအပြင်အေရာဝတီမြင့်ဖြားဒေတာတွေနဲ့ချင်းတွင်းမြင့်ဖြားဒေတာတွေမှာလည်းမိုးဆက်လက်လျှော့သွန်းပြီးမိုးရေချိန်များနိုင်ကမြင့်ရည်လေးဆက်လက်မြင့်တက်လာနိုင်ခြင်းရှိတယ်လို့ဆိုပါတယ် ဇွန်လ20ရက်နေ့နနက်7:00နာရီလောက်မှာလေပဲခူးတိုင်းတောင်ကုန်းမြို့နယ်အတွင်းမိုးများပြီးတော့ကပောင်းချောင်းရေရှမ်းပြီးကြည်ော်တွေမှာလက်တပြက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ဒါကြောင့်တောင်ကုန်းမြို့အနောက်ဘက်ရေချမ်းရှာရကုန်းကင်းစိတ်စတဲ့ကြည်ော်တွေအပအဝင်လက်တပြက်ရေကြီးမှုဖြစ်ခဲ့တဲ့ကြည်ော်စီရောလောက်ကဒေတာခန်တွေဟာဘယ်လိုရောက်ကိုရည်ရွှေ့ပြောင်းနေရတယ်လို့ဆိုပါတယ်။တောင်မမူလာတောင်ကြီးရဲ့ပေါင်းမှုရောဒီမဲချောင်းကနေပေါင်းဆက်ပြီးလာတဲ့ရေပေါ်တာတော့ ောင်ကြရေပြောပါဘူး။ညဆယ်နိုင်လောက်တည်းအကြီးတက်တာပေါ့။ညတက်ပြီးတော့ပြန်ကြလိုက်တက်လိုက်တက်လိုက်တက်လိုက်ကြလိုက်အဲ့လိုဖြစ်ပြီးတော့ဟိုဆယ်နိုင်လောက်မှကြီးသွားတာ။ဒီမနေ့ဆယ်နိုင်လောက်မှာ။ဒီပြေလောက်တော့ဝါးဘာမှမချောင်းတော့။ဝင်းမြန်တက်လဲဆိုရင်အခုကင်းစိတ်ပေါ့။ကင်းစိတ်ရဲ့။ဒီကမင်းကြီးကကင်းစိတ်ပေါ့။မူရတော့ဘုံတော့တော်လေတော့တဲတာဟိုမူရရင်လည်းလည်းကြောက်ဖို့ပါလို့မူရမယ်ဆိုရင်ရေထကျိုးချင်ရရှိရင်လည်းဘာလို့ရောက်အောင်မစင်းသွားဆုံးပေါ့နော်။ဒါရှိရတော့ရေကြွားပြီဗျာ။ ဒါအပြင်တောင်ငုံမြို့စူတဲ့လျော်လေးကြောင်တရာနဲ့လက်ခုပ်ကုန်းတရာတွေဟာရုတ်တရက်ရေတိုးလာတာတွေကြောင့်ကျိုးကျပျက်စီးသွားတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့မိုးစလာကလည်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုန်တုံလေးအားကောင်းနေတာကြောင့်မြန်မာကန်ယူတဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တွေမှာမိုးသက်လေပြင်းတွေကြောင်းနိုင်ပြီးလိုင်းကြီးနိုင်တယ်လို့ဒီကနေ့ဇွန်လ20ရက်နေ့မှာသတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ် မိုးတက်လေပြင်းကြားစဉ်ရေပြင်းမြေပြင်းလေဟာတနာယီကိုမိုင်30အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာဆေးဘေးကနဲ့ဆင်းနပေလောက်ရှိနိုင်ရလို့ဆိုထားပါတယ်။ကျွန်မကခေခိုင်ပါ။တရုတ်နိုင်ငံတောင်ပိုင်းစုံမင်းဆက်ရဲ့နောက်ဆုံးနှစ်တွေအတွင်းရှင်သန်ခဲ့တဲ့အမျိုးသားရေးသူရဲကောင်းတဲ့ပညာရှင်ဗိုလ်ချုပ်ဝမ်ထန်းချန်ရဲ့အကြောင်းကိုထိုင်ဝမ်ဆိုရကပြဋ္ဌာန်းစာအုပ်တွေကနေဖော်ရှားလိုက်ပါတယ်။ သူဟာမွန်ဂိုတပ်တွေရဲ့ကျူးကျော်မှုကိုခုခံရင်းအဖမ်းခံရအပြီးမှာအထူးကြံတမုတ်တရားအတွင်ရွက်လင်ခြင်းလို့ခေါင်းစဉ်တက်ထားတဲ့နာမည်ကျော်ကြပြကိုရေးဆက်ခဲ့သူပါဝါဟာသူ့ရဲ့မျိုးချစ်စိတ်နဲ့မရင်းရိုင်တဲ့ခံယူချက်ကြောင့်လူသိများပါတယ်သူ့ရဲ့အကြောင်းကိုပြဋ္ဌာန်းစာအုပ်တွေကနေဖဲတာဟာအမျိုးသားရဲ့လက္ခဏာကိုလှိုက်စားစေနိုင်တယ်လို့တရုတ်ပြည်မှာကြီးတောင်ပိုင်းကွမ်တုံပြည်နယ်ရှန်ချမ်းမြို့ကအကြောင်းဆရာတယောက်ကပြောပါတယ် တင်ယုံအပြောင်းလဲအတွက်သမိုင်းဆိုင်ရာအချက်အလက်တွေကိုရှင်းလင်းချက်အဖြစ်တင်ပြထားပါတယ်။ဒါဟာထိုင်ဝမ်နဲ့တရုတ်ပြည်မှာကြီးကြသမိုင်းဝင်ဆက်ဆံရေးအပေါ်တက်ရောက်စေနိုင်ပြီးနိုင်ငံတကာရည်တည်မှုအပေါ်မှာလည်းအကျိုးတက်ရောက်လာနိုင်တဲ့အတွက်စိုးရိမ်ပူပန်မှုတွေလည်းရှိနေကြပါတယ်ခင်ဗျာ DPP ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ